စီးပွားရေးပြိုလဲမှုအန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့နိုင်ငံဆင်နိုင်ငံဘန်တွေကမဖွင့်တဖွင့်လစာတွေကနောက်ကျစူပါမားကတ်တွေမှာပစ္စည်းတွေကတဝက်တပြက်အခုပြောနေတာရုပ်ရှင်တွေမဟုတ်ပါဘူးအခုလက်ရှိကျွန်တော်တို့ကမ္ဘာနိုင်ငံသားတွေကြုံနေကြတဲ့ခေတ်သစ်ပြဿနာတရပါမယ်ဒီလိုပုံစံမျိုးကိုမြင်အောင်ကြည့်စမ်းပါဗျာနိုင်ငံတစ်နိုင်ငံနဲ့မဟုတ်ဘဲဒေတာတစ်ခုလုံးကစီးပွားရေးကလုံးဝပြည့်စည်သွားတဲ့အထိဖြစ်နေတာမျိုးပေါ့မူဝါဒတစ်ခုမှားတာပဲဖြစ်ဖြစ်ပေးစရာရှိတာမပေးနိုင်တာပဲဖြစ်ဖြစ်အဲ့လိုအခြေအနေမျိုးကနေအခြေတည်လာတဲ့စီးပွားရေးပြောင်းလဲမှုတွေကော ဒိုမီနိုယုံလုံးတွေလိုတစ်ခုပြီးတစ်ခုဇက်တိုက်ပြိုလဲနိုင်ပါတယ်စစ်ပွဲတွေငွေကြေးဖောင်းပွားမှုတွေနိုင်ငံခြားငွေကြေးရန်မုံမင်ပြောင်းဆုံးကုန်တာတွေတချို့အစိုးရတွေဆိုတော့ကျွေးမိတွေနဲ့ဂရီမတီမှုတွေပေါ်မှာငွေကြေးချံကကစားနေကြသလိုပါပဲသူတို့အတွက်တော့မျက်တာပေါ့ဗျာခင်ရတာကတော့နိုင်ငံလိုက်တပြုံကြီးကြိတ်ခံရတာမျိုးဒီလိုအခြေအနေတွေကိုဘယ်နိုင်ငံတွေကရင်ဆိုင်နေရသလဲ2026မတိုင်ခင်မှာဘယ်နိုင်ငံတွေကဒီဝါလီခံရနိုင်လဲဒါကစီးပွားရေးကြာဆင်းမှုအကြောင်းပြောနေတာမဟုတ်ပါဘူး လောကပြိုလဲသွားမယ့်အကြောင်းကိုကျွန်တော်တို့ဆွေးနွေးနေတာပါဒီနိုင်ငံဆင်နိုင်ငံဟာ2026နောက်ပိုင်းမှာစီးပွားရေးရရပ်တည်နိုင်တော့မှာမဟုတ်ပါဘူးနံပါတ်10ဆူဒန်တိမကြသိခင်ကမှာဆူဒန်ဟာစိုက်ပျိုးမြေတွေရေနံတွင်းနေတဲ့အလားအလာကောင်းနေပေါ်ကျွဲဝါခဲ့တဲ့နိုင်ငံတစ်နိုင်ငံမှာအခုတော့စစ်ပွဲတွေကြောင့်မြို့ကြီးတွေတမျိုးလုံးတိတ်ဆိတ်ချောင်းတွေ့နေပြီးအဆအနာတော့မရှိတော့ပါဘူးတချိန်ကစီကားခဲ့တဲ့မြို့တော်ခါတွန်ကလည်းအခွန်တက်တက်ပဲကျန်ပါတော့တယ်ဖျက်စစ်ဓာတ်စနစ်တွေပြည့်စည်ရေစနစ်တွေပြိုလဲဆေးရုံတွေဆိုတာအသက်ဆက်ဖို့တော့မနေရုံကန်နေရပါဘူး ပြန်လည်တည်ဆောက်ဖို့အတွက်ဒေါ်လာ1ထရီလီယံလောက်ကုန်ကျနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဆွေဒင်ဟာပဋိပက္ခတန်ခံနေရတဲ့နိုင်ငံတစ်ခုတသက်မဟုတ်ပါဘူး။အကျဉ်းတို့နေနေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။သူရဲ့ GDP တိုင်းပြည်ရဲ့စုစုပေါင်းထုံးလုံးမှုတန်ဖိုးနဲ့နှိုင်းရှင်လိုက်မယ်ဆိုရင်ကျွေးမိက250ရာခိုင်နှုန်းတော့ကျော်နေပါတယ်။တန်းနဲ့ချီတဲ့လူတွေနေရဆွန့်ခွာရစားနေရခါပြည့်လက်မှုတွေတိုးလာသူရဲ့အဓိကပို့ကုန်ဖြစ်တဲ့ရွှေနဲ့စိုက်ပျိုးရေးထွက်ကုန်တွေကလည်းဒီဝင်ကိုဆက်မထမ်းနိုင်တော့ပါဘူး။ ဒါဆိုရင်မင်းစာရှီယာကစီးပွားရေးအတွင်းပိုင်းကနေပြိုလဲပြီးသားနိုင်ငံတခုဟာဘလို့ပြန်လဲတည်ဆောက်နိုင်မလဲပေါ့စစ်ပွဲတွေပြီးဆုံးသွားနိုင်ပေမဲ့စီးပွားရေးဆိုးရွားမှုအခြေကမျိုးဆက်ပေါင်းများစွာထိကြာသွားနိုင်ပါတယ်ဆိုရန်ဟာကမ္ဘာနောက်ထပ်အကြီးစားစီးပွားရေးပြိုလဲမှုစီဦးတည်နေတာလားစီးပွားရေးပြိုလဲတာတရင်ကောင်းစည်းတွေထဲမှာဖြစ်တာလို့ထင်နေမှားသွားပါလိမ့်မယ်ဘာလဲဆိုတော့ဆိုရန်ဟာ2026ကိုစောင့်နေတာမဟုတ်ပါဘူးအခုချိန်ပါတင်ပြိုလဲနေပြီကိုဗျာနံပါတ်9လေဘနွန်ဘေရက်ကကမ်းခြေတွေကနေကျင်းရင်တော့လှပတော့မှာပဲစီကားတဲ့ဈေးတွေ ဘင်းလေလင်းနူးအေးဒီလမ်းတိုင်းမှာထွင်းထူထားတဲ့သမိုင်းအမွေနှစ်တင်ဒါပေမဲ့ပို့ပြီးတော့နီးနီးကပ်ကပ်ကြည့်လိုက်ရင်လေဗနွန်ဟာအားလုံးမြင်သာတဲ့အတိုင်းပြိုလဲနေတာပါဒီနိုင်ငံဟာနိုင်ငံခြားကျွေးမီဒေါ်လာဘီလီယံ30ကျော်ကိုပေးစရာမလိုတော့ပဲဒေဝါလီခံမိတာပါဗန်နီကအမွေစုတာတွေကိုထုတ်မရအောင်ပိတ်ထားပြီးသူ့ရဲ့မွေချေးတံပိုး90ခိုင်လုံးကျော်လောက်ကိုဆုံးရှုံးသွားခဲ့ပါပြီပို့ဆိုတာကနိုင်ငံရေးရှုပ်ထွေးမှုတွေကြောင့်တမနာလည်းမရှိပြုတ်ပြင်ပြောင်းလဲမှုတွေလည်းမရှိဘာအစည်းအဝေးမှလည်းမရှိပါဘူးစိတ်ကမ်းပေါ်ကွဲမှုနဲ့မကြသေးမီကပဏိပခရရဲ့ဘေးနဲ့မှာ ကမ္ဘာပံကပြန်လည်တည်ဆောက်ဖို့အတွက်ဒေါ်လာဘီလီယံ17ဘီလီယံကျော်လိုအပ်တယ်လို့ခန့်မှန်းထားပါတယ်။တရက်စီမီပြတာကနိုင်ပေါင်းများစွာကြာပါတယ်။ကုန်ချဝယ်ဖို့ဆိုတာတလားစာလားစာတစ်ခုလုံးနှီးပါကုန်တက်သေးတယ်ဗျာ။လူကြီးတဝက်ကစီးရဲမွေးတွေမှုနဲ့ရင်ဆိုင်နေရပြီးကြံတဝက်ကလည်းမနေရုံကန်နေရပါတယ်။ကျောလိုနိုင်ငံရဲ့နေလားငါလားအပြိုင်ဆင်းရဲနေကြပုံပါပဲ။ဒါကအကြက်တဲတစ်ခုလေလား။ဒါမှမဟုတ်တစ်ချိန်ကတွတ်တက်ခဲ့တဲ့စီးပွားရေးတစ်ခုရဲ့ဖြည်းဖြည်းချင်းတည်ဆုံးမှုလား။နောက်ထပ်နိုင်ငံစီမသွားခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါဦးနော်။ နမရှင်တိရိလင်ကောင်းထမ်းမင်းနေကန်းကြီးတွေတမိုင်းဝင်ဖျားเจ้าနေအပေါ်ရင်ကကြည့်ရင်တော့တိရိလင်ကဟာအိမ်မက်ဆန်တဲ့နေရာတခုလိုပါပဲဒါပေမဲ့ပုံထဲကလို့လှပနေမှုနောက်ွယ်မှာတော့နိုင်ငံစီးပွားရေးဟာတိတ်တိတ်ဆိတ်ဆိတ်နဲ့စနစ်တကျပြိုလဲနေပါတယ်။တောင်းနေလောက်ပဲရှိပါသေးတယ်။အစိုးရကနိုင်ငံခြားမွေကြီးလုံးဝပြက်လက်သွားခဲ့တဲ့ကာလပေါ့။ဘာဆက်ဖြစ်မလဲဆိုတော့လောင်စာစီ၊ဆေးဝါးတင်သွင်းတဲ့ပစ္စည်းတွေဘာတစ်ခုမှမရှိတော့ဘူး။မီးတွေပြက်ကုန်တယ် ၂၀၂၀ခုနှစ်မှာတနင်္လာနေ့ကတမိုင်းတရှောင်းပထမဆုံးအကြိမ်နိုင်ငံခြားကျွေးမိကိုပေးဆရာမလို့ပဲဒီဝါလီခံခဲ့ရပါတယ်။ဒီအကြိမ်တည်းနေကြောင့်မိသားစုတွေဟာရိတ်ခါခွဲတဲ့တန်းစီဆောက်လာကြရင်းကျောင်းနေပေးရတဲ့ဆေးရုံတွေကလူနာတွေကိုပြန်လွှတ်ရတဲ့အခြေအနေဖြစ်ကုန်တယ်။၂၀၂၅ခုနှစ်အထိဒီနိုင်ငံဟာငွေကြေးရကျိုးလန့်ပေါ်လမ်းလျှောက်နေရတော့ပါပဲ။နိုင်ငံကငွေကြေးရံပုံဝင်ဖွဲ့ IMF ကအကူအညီကိုရခဲ့ပေမယ့်ကျွေးမိဝင်တို့ဝင်ဖို့ကကြီးမားနေစေပင်နိုင်ငံခြားငွေကြေးအရာတွေလည်းလအနေငယ်စားလောက်ပဲရှိပါတော့တယ်။စားတော့ကုန်ဈေးနှုန်းကလည်းမတိမငြိမ်ဖြစ်နေတော့မယ်။ တချင်ကအားချတဲ့ခီးသွားလုပ်ငန်းကလည်းပြန်လည်နလန်ထူဖို့ကြိုးစားနေရတော့ဆိုပါတော့အဓိကပြဿနာကအစိုးရကအကျွေးတွေများကြီးယူပတ်စံတွေကိုထင်တိုင်းကျင်းသုံးကျင်တလို့သုံးအကျိုးမရှိရတဲ့ဖြုံရင်တော်လွဲဖြစ်နေတဲ့စီးပွားရေး theory ကိုကျင့်သုံးခဲ့ပြီလို့ပါအခြေအနေတွေကပြန်မကောင်းတော့ဘူးလားလို့ခင်ဗျားတို့တွေးမိနေပါတယ်ဒီနှစ်တည်းအတွင်းလက်ဗနွန်စီးပွားရေးဟာနည်းနည်းတော့တက်လာအောင်ပြပါတယ်ဒါပေမဲ့နောက်ထပ်ထိခိုက်မှုတစ်ခုကကန်ဆိုးမှသွားရောက်မိုးလိုက်လို့ရွာဆွေကိုပြ မိုးခေါင်လာတဲ့ကမ္ဘာရေနံစင်းတက်တာမျိုးတွေဒါမှမဟုတ်နိုင်ငံရေးမတည်မငြိမ်ဖြစ်တာမျိုးဆိုရင်တဖြည်းဖြည်းနဲ့ငလန်ထူဆဖြစ်လာတဲ့လက်ဘနိုဟာအစကနေအရာအလုံးပြောင်းပြီးပြိုလဲသွားနိုင်ပါတယ်။လက်တွေကခါရတယ်ဗျ။အမှန်တရားကတော့ပြောင်းလဲနလန်ထူဖို့ဆိုတာဒီခါလေးမှာမနစ်မြို့ချင်းစရာပြုပြင်ပြောင်းလဲမှုတွေလိုအပ်ပါတယ်။အခုနေပို့တိုးကောက်နိုင်ငံပိုင်လုပ်ငန်းတွေကိုပုဂ္ဂလိကပိုင်ပြောင်းအစိုးရစိတ်စကားတွေရှော့ချောင်းဒါတွေကရွေးကောက်ပွဲမှာနိုင်ငံဆင်မဲ့အရာတွေတော့မဟုတ်ပါဘူး။ဒါပေမဲ့အသက်ရှင်ရည်တည်ဖို့အတွက်ပေးဆက်ရမယ့်တန်ဖိုးတွေပါ။အခုတော့ဗျာတာမန်ပြည်သူတွေအတွက်တော့ဒါတွေပို့ပြီးပေးရလေ။ တို့ရဲ့မွေကြေးတံပိုးတွေပိုပြီးကျဆင်းလာလေစူဆောင်းထားတာတွေပြောင်းဆုံးပြီးမျောလင်းချက်တွေမှိမ့်မိန်သွားတယ်ဖြစ်လာတာကိုကြည့်နေရတာပါပဲဒါဆိုမေးစရာရှိတာကတိလင်ကဟာပြန်လဲနလန်ထူနေတာလားဒါမှမဟုတ်နောက်ထပ်ပြိုလဲမှုမတိုင်ခင်ခဏနားနေတာလားဘာလဲဆိုတော့ဒီနိုင်ငံကသူ့ရဲ့ကျွေးမိတွေကိုပြန်မပေးဆက်နိုင်တော့ဘူးအောက်ချုပ်မှုကိုမပြုပြင်နိုင်ဘူးအောက်ခြေကနေယုံကြည်မှုကိုပြန်မတည်ဆောက်နိုင်ဘူးဆိုရင်အခုမြင်နေရတဲ့ငြိမ်းသက်မှုကအကြကြမခံနိုင်ပါဘူးဒီအချိန်ဒီမှာနောက်ထပ်ကယ်တင်မှုဆိုတာရှိလာမှာမဟုတ်ပါဘူးနံပါတ်9ဗင်နီဇွဲလား တစ်ချိန်တုန်းကတောင်အမေရိကရဲ့အချမ်းသာဆုံးနိုင်ငံပါဂျီနန်နေထွက်တဲ့မြို့တွေစီကားရင်ကာရာကက်ကစီးပွားရေးရင်ကျင်းမှုနဲ့ရေမှန်းချက်တွေနဲ့ပြည့်နေခဲ့တယ်။ဒါပေမဲ့အခုတော့ဗီနီဇွဲလားကလုံးဝကိုကွဲပြားတဲ့ဇလန်းတပုတ်ဖြစ်သွားပါပြီ။တစ်ချိန်ကကားတွေပြည့်နေတဲ့လမ်းတွေဟာအခုတော့တိတ်ဆိတ်နေပြီ။စေယုံတွေမှာအခြေခံပစ္စည်းတွေမရှိပဲလဲပတ်နေရတယ်။တန်းနဲ့ချီတဲ့လူတွေထွက်ပြေးခဲ့ကြရတယ်။ခုနှစ်တန်းကျော်တဲ့ဗီနီဇွဲလားနိုင်ငံသားတွေဟာခေတ်သစ်တမိုင်းမှာစစ်ပွဲမရှိပဲအဆိုးရွားဆုံးစီးပွားရေးပြိုလဲမှုတွေတဲကတခုကိုရှောင်ရှားဖို့ထွက်ပြေးခဲ့ကြရပါတယ်။ ဘာရီမားခဲ့တာလဲရေနံကနေစလိုက်တာပါပဲဗီနီဇွဲလာမှာကမ္ဘာပေါ်မှာအကြီးဆုံးရေနံတိုက်တွေရှိပါတယ်ဒါပေမဲ့ရေနံအပေါ်လွန်ကဲစွာမိခိုးပြီးအမြန်ဆုံးတွေကိုတခြားကန္တာတွေမှာပြန်မရင်းနှီးမြုပ်နှံခဲ့တာကထောင်ချောက်တစ်ခုဖြစ်သွားခဲ့လို့ပြောရမှာပါပြီးတော့အစိုးရရဲ့စီမံခန့်ခွဲမှုညံဖျင်းတာအာဂရီလိုင်စားမှုတွေနဲ့ဈေးနှုန်းထိန်းချုပ်မှုတွေကပြည်တွင်းဆက်မှုလုပ်ငန်းတွေကိုဖျက်ဆီးခဲ့ပါတယ်၂019မှာမွေးကြေးဖောင်းပွားမှုအဆမတန်မြင့်တက်လာပြီးအမြင့်ဆုံးအချိန်မှာဈေးနှုန်းတွေကရန်နှင်းငယ်အတွင်းနှက်ဆတက်ခဲ့ပါတယ် ကြာသေးမီနှစ်တည်းမှာငွေကြေးဖောင်းပွားမှုနှေးကွေးလာခဲ့ပေမဲ့ပြည်စည်းဆုံးရှုံးမှုကကြာရှည်ခံနေတော့ပါပဲ။လာစာတွေကအသေးပေမဲ့တော့ဖြစ်နေပြီးနိုင်ငံခြားငွေကြေးကိုဘိုလီဗာထက်ပိုသုံးနေကြပါရင်လူရည်90ခန်းလုံးကျော်ကဆင်းရဲမွေးတည်မှုနဲ့အတူတကွဖျက်ဆီးနေထိုင်ကြပါရင်ဒီထက်ပိုပြီးစိတ်ပူစရာကောင်းတာကအစိုးရကစီးပွားရေးကိုအလွတ်တဘောဒေါ်လာ3ဆွဲတဲ့စနစ်ကိုစတင်နေပါပြီ။ဒါပေမဲ့တကယ်တမ်းဖွဲ့စည်းပုံဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေမရှိဘဲဆိုရင်ဒါကအချိန်ဆွဲတာပဲဖြစ်ပါရင်ရေနံထုတ်လုပ်မှုကတစ်ချိန်ကထုတ်လုပ်ခဲ့တဲ့ပမာဏရဲ့တစ်စိတ်တစ်ပိုင်းပဲရှိနေပါသေးတယ်။ အခြေခံအဆောက်အဦတွေပြိုလဲနေပြီးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူအများစုကဗင်နီဇွဲလားကိုဘာမှမထီချင်ကြဘူး။ဒါဆိုရင်ဘာဆက်ပြင်မလဲ။နိုင်ငံရေးဆွေးနွေးပွဲတွေကနောက်ဆုံးမှာနိုင်ငံတကာအကူအညီကိုဖော်ဆောင်ပေးနိုင်မလား။ဒါမှမဟုတ်ပိတ်ဆို့ရေးယူမှုအသစ်တွေပြည်တွင်းအာဏာပြိုင်ဆိုင်မှုတွေဒါမှမဟုတ်ရေနံစေးကြတာတွေကနောက်ထပ်ထိုးချမှုတွေကိုဖြစ်ပေါ်စေဦးမလား။အခုချိန်ထိတော့အခြေခံလူဒန်းစားဗင်နီဇွဲလားနိုင်ငံသားတွေဟာမနေ့ရုံးကန်ရှင်သန်နေကြရပါတယ်။ဝက်ဆက်ကနေအခြေခံပစ္စည်းတွေလဲလှယ်ကြ။ယာယီဦးရေနေမှာစားချရာတွေစိုက်ပျိုးကြ။ ပြည်ပရောက်ဆွေမျိုးတွေကပတ်စံပို့ပေးတာကိုအားကိုးနေကြပါရင်ဒါပေမဲ့ဒါကကြက်တဲတခုလည်းမဟုတ်ပါဘူးသတိပေးကြက်တခုလည်းဖြစ်ပါရင်နောက်ထပ်နိုင်ငံစီမသွားခင်ကျွန်တော်တို့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်နမချောင်းပါကစ္စတန်ဒီအချောင်းရဟာဆယ်စုံနှစ်တခုလောက်ကခေါင်းစည်းသတင်းတခုလို့ထင်ပါလိမ့်မယ်စီးပွားရေးအကြက်တဲစွမ်းအင်ပြက်လက်မှုနိုင်ငံရေးမတည်မငြိမ်မှုဒါပေမဲ့ပါကစ္စတန်အတွက်တော့ဒါကတမိုင်းမဟုတ်ပါဘူးအခုလက်ရှိဖြစ်ပျက်နေတာပါပြီးတော့ပိုတောင်ဆိုးလာနေပါပြီအစ္စလာမဘတ်နဲ့လာဟိုးမျိုးတွေရဲ့စီကားတွေလမ်းတွေကနေကျော်လွန်သွားလိုက်ရင် ပြန်ကျင်းနေတဲ့နိုင်ငံတခုကိုတွေ့ရပါလိမ့်မယ်။လဲစင်မီမရှိတော့စက်ရုံတွေရပောင်းများစွာပိတ်ထားရတဲ့ကျောင်းသားတွေကမနိုင်ဝင်ထမ်းလဲပတ်နေရတဲ့ကျောင်းတွေကိုမိုင်ပေါင်းများစွာလမ်းလျှောက်သွားရတယ်။လူလက်တန်းစားရေးအတွက်ကလည်းနှိမ်မြန်စွာကျုပ်ဝင်လာနေပါရင်ဒီလိုနဲ့အထက်တန်းလွှာနဲ့အခြေခံလူတန်းစားကြားကွာဟားချက်ဟာတစားနဲ့တစားကြီးထွားလို့လာလာပါတော့တယ်။ပါကစ္စတန်ရဲ့ကျွေးမိကလည်းမြင့်တက်နေပါရင်နိုင်ငံခြားချင်းဝင်ရှင်တွေကဒေါ်လာဘီလီယံ125ဘီလီယံကျော်ကိုပေးဆက်ရမယ့်အကျွေးတွေရှိနေပါတယ်။ မကြာသေးမီကနိုင်ငံခြားအမွေကြီးအရန်တွေကတလားစာတင်သွင်းမှုတော့မလုံလောက်တဲ့အထိကြာဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့တကယ်ပြဿနာကဒီနိုင်ငံဟာရေရှည်ပြုပြင်ပြောင်းလဲမှုတွေအစားရေတိုကယ်တင်မှုတွေကိုပဲဆက်ပြီးအားကိုးနေတာပါ။ IF ကဝန်ကူညီတယ်၊စီကံချက်တွေချမှတ်တယ်၊ငွေပေးချေမှုတွေလုပ်တယ်ပြီးတော့ဘာဆက်ဖြစ်သွားလဲ။ဒုံရင်းကဒုံရင်းပါမင်းဘာမှမပြောင်းလဲသွားပါဘူး။စားသောကုန်စင်တို့နေမြင့်တက်လောင်စာစီတွေဈေးကြီးငွေကြီးဖောင်းပွားမှုတွေနှစ်ဆကျော်နေပါတယ်။တမ်မမီသားစုတစုအတွက်ဆိုဒါကအသက်ရှင်ရည်တည်ဖို့အတွက်အစားလျှော့စား စေဝါမတောင်းနိုင်ကလေးတွေကိုအကြောင်းကနေထောက်ရတာတွေဖြစ်လာပါတယ်။ဒါကစီးပွားရေးတစ်ခုတည်းမဟုတ်ပါဘူး။နိုင်ငံရေးမငြိမ်မသက်မှုနဲ့မတည်မငြိမ်မှုတွေကပုံမှန်လုံးဖြစ်လာနေပါပြီ။ဝင်ကြီးချုပ်တယောက်ဖြုတ်ချခံရနောက်တယောက်ဖမ်းဆီးခံရနောက်ကမှစစ်တပ်ရဲ့ဩစာလွှမ်းမိုးမှုတွေတိုးလာရင်းနှီးမြှုပ်နှံမှုတွေကဆိုရင်လုပ်ငန်းတွေကမဝင်မရဲကမ္ဘာလုံးဆိုင်ရာယုံကြည်မှုကလုံးဝနှီးပါပျောက်ဆုံးနေပါတယ်။ရာသီဥတုပြောင်းလဲမှုကလည်းအခြေအနေကိုပိုဆိုးစေပါတယ်။2022ခုနှစ်မှာဖြစ်ခဲ့တဲ့ရေကြီးရေလျှံမှုတွေကြောင့်နိုင်ငံရဲ့သုံးပုံတစ်ပုံရေအောက်ရောက်သွားတယ်။တင်းနယ်တွေပြင်းစီအိမ်တွေပျောက်ဆုံး ပြန်စည်းဆုံးရှုံးမှုကဒေါ်လာဘီလီယံ30ကျော်ရှိခဲ့ပါတယ်။ဒါဆိုရင်ဒါရင်အားလုံးကအနာဂတ်အတွက်ဘာကိုဆိုလိုတာလဲ။ပါကစ္စတန်မှာနျူကလ িয়ার လက်နက်တွေရှိတယ်၊လူဦးရေအများကြီးရှိတယ်၊အင်အားကြီးအင်အားကြီးနိုင်ငံတွေကြားမှာအရေးပါတဲ့အနေအထားမှာရှိတယ်။ဒါပေမဲ့ဒီအချက်တွေဘာတစ်ခုမှကြီးမားတဲ့ဖွယ်စည်းပုံဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေ၊ပုံမခိုင်မာတဲ့ဖွယ်စည်းတွေနဲ့လုပ်ငန်းလေပတ်နိုင်တဲ့နိုင်ငံရေးလမ်းပြအမြင်ပေါ်မှရှိပဲတည်ငြိမ်မှုကိုအာမခံနိုင်မှာမဟုတ်ပါဘူး။ဒီနိုင်ငံဟာပြည်စုံနဲ့စီးပွားရေးပြုလဲမှုတွေကိုရောက်သွားနိုင်ပါတယ်။တတိပေးလက္ခဏာတွေကရင်ထိတ်စရာခေါင်းလောက်အောင်တောက်တောက်ပပကြီးလင်းလက်နေတယ်။ ပါကစ္စတန်က2026ခုနှစ်ဟာပြည်လည်နယ်လန်ထူမှုကိုမြူဆောင်လာနိုင်ပါဘူးပြည်တင်ရှုံချမှုကိုပဲယူဆောင်လာနိုင်ပါရင်နံပါတ်9တူနီရှားခီးသွားတွေကသူ့ရဲ့ကမ်းခြေတွေကိုဝင်လာမစဲတပွဲပွဲဖြစ်နေကြတော့တူနီမျိုးကကဖေးတွေကစီကားနေတော့ပေါ့ဗျာအပေါ်ရင်ချင်းတူနီရှားဟာတည်ငြိမ်ငြိမ်းချမ်းပြီးအလားလာရှိနေပုံရပါရင်ဒါပေမဲ့ပိုပြီးနီနီကက်ကက်လေးလာကြည့်လိုက်ရင်တော့တည်ငြိမ်မှုအောက်မှာဒီနိုင်ငံဟာဖြည်းဖြည်းချင်းပြိုလဲလာမယ့်အနေနဲ့ရင်ဆိုင်နေရပါရင်တူနီရှားရဲ့စီးပွားရေးကတဖြည်းဖြည်းချင်းမြောက်လာတဲ့အခြေအနေတစ်ခုနဲ့ပြင်မိနေတယ် ဂျေမီကသူ့ရဲ့ GDP တရားရဂိုင်းနှုန်းကိုကျော်လွန်သွားပါပြီ။ငွေကြေးဖောင်းပွားမှုကအိမ်တော်စုဝင်ငွေတွေကိုတိုက်စားနေပြီးဟင်းချက်စီနဲ့နှုတ်လိုမျိုးအခြေခံပစ္စည်းတွေဟာစတိုးဆိုင်စင်တွေမှာမကြာခဏပျောက်ဆုံးနေပါတော့တယ်။ဘာလို့လဲဆိုတော့အစိုးရမှာပတ်စံမရှိတော့လို့ပါပဲ။လစာတွေပေးဖို့အကျွေးတွေဆက်ဖို့နဲ့တင်သွင်းမှုတွေကိုဆက်လက်စီးဆင်းနေအောင်ထားဖို့ရုန်းကန်နေရပါတယ်။ IF နဲ့သဘောတူညီမှုများပဲဆိုရင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်းရှောင်ဖယ်နေကြပါလိမ့်မယ်။အဲ့ဒီကယ်တင်ရှင်ဖြစ်တဲ့ဒေါ်လာဘီလီယံ၄ဘီလီယံချင်းမွေကနှစ်ပေါင်းများစွာရပ်တန့်နေခဲ့ပါတယ်။ ။ဘာလဲဆိုတော့တူနီရှားရဲ့ခေါင်းဆောင်မှုကနာကျင်တဲ့ပြုပြင်ပြောင်းလဲမှုကိုလုပ်ဖို့ငြင်းဆန်နေလို့ပါ။စွမ်းအင်ထောက်ပံ့ခြေတွေရှော့ချနိုင်ငံပိုင်အလုပ်ကိုင်တွေရှော့ချပြီးကြီးမားတဲ့ဆွေးနွေးကဏ္ဍကိုပြောင်းလဲပြဖို့လိုအပ်နေတာပါ။ဒီမှာပေါ်ပြီးရေးချီတဲ့အချက်တစ်ခုကတော့ပြည်ရည်ရဲ့ဘတ်ဂျက်သုံးပုံတစ်ပုံကျော်ဟာဆွေးရဝင်တဲ့နေကိုလာစားပေးဖို့ကုန်ကျနေတာပါ။ဒါကရင်းရှင်းမတည်မြဲပါဘူး။ဒါပေမဲ့ဒီကဏ္ဍကိုထိလိုက်ရင်ကြီးမားတဲ့ပြည်သူလူထုရဲ့စန့်ကျင်မှုကိုရင်ဆိုင်ရနိုင်တယ်ဆိုတာဆွေးရကသိပါရင်တစ်ချိန်တည်းမှာပဲလူငယ်တွေချမ်းမှာအလုံးလက်မဲ့နှုံးက30ခန်းလုံးလေးပါလောက်ရှိနေပါရင် ကျေးလက်ဒေသတွေမှာဆန္ဒပြမှုတွေပေါ်ပေါက်လာနေပြီးစားနပ်ရိက္ခာမလုံခြုံမှုတွေကပြန့်နေနေပါတယ်။နိုင်ငံရေးကောင်းဆောင်မှုအပေါ်မှာလည်းယုံကြည်မှုကလုံးဝနေပါပြောင်းဆုံးနေပါတယ်။တူနီရှားဟာတချိန်ကအာရဗ်နေဦးရဲ့မျှော်လင့်ချက်ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက်စံနမူနာဖြစ်ခဲ့ပူပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့အသွင်ကူးပြောင်းမှုကပြိုလဲနေပါပြီ။အာရဗ်တွေကပို့ပြီးဘိုးအချုပ်ကင်မှုဆန်လာပြီးစစ်ဆေးထိန်းချုပ်တဲ့စနစ်တွေကမင်းမြင်လာပါတယ်။နိုင်ငံရေးမေယာမှုတွေကအကျဉ်ရှိနေတဲ့နိုင်ငံတကာယုံကြည်မှုကိုလွင့်ဆင်စေပါတယ်။ဒါဆိုရင်မင်းဆရာရှိတာကတူနီရှားဟာဒီဂျိုးရန်ပေါ်မှာဘယ်လောက်ကြာကြာဆက်ရှောက်နိုင်မလဲ။ ဒီနိုင်ငံအားပြုပြင်ပြောင်းလဲမှုတွေရင်းနှီးမြှုပ်နှံမှုတွေနဲ့နိုင်ငံရေးတည်ငြိမ်မှုတွေအားလုံးကိုတစ်ချိန်တည်းမှာလိုအပ်နေပါတယ်။ဒါပေမဲ့သူပိုင်ဆိုင်ထားတာကတော့ကျွေးမီမကျေနပ်မှုနဲ့စံချာမှုတွေပဲရှိပါတယ်။အကယ်၍ဒီမလွန်းတာမလူးတာအခြေအနေကြီးတာဆက်ရှိနေမယ်ဆိုရင်တွင်းနှီးရှာဟာစီးပွားရေးကြာဆင်းမှုတွေကိုချေချော်ကြယုံနေမှာပဲစီးပွားရေးလုံးဝပြိုလဲတဲ့အခြေအနေတွေကိုထိုးကျသွားနိုင်ပါတယ်။နံပါတ်၄အီဂျစ်တမိုင်းဆက်ဆက်စံချန်ခံလာကြတဲ့ပရမစ်တွေကအခုထိခံညားစွာတည်ရှိနေတော့ပါပဲ။ကိုင်ရိုမျိုးရဲ့အဆောက်အုံတွေကဆက်ပြီးမြင်ပါနေတော့ ဒါပေမဲ့ရှင်းအောင်အစအုံအနေနဲ့အေယာမစီမံကိန်းတွေရဲ့နောက်ကွယ်မှာတော့ပေါ်ပြီးတော့ထိလွယ်ရှောက်လေတဲ့အရာတစ်ခုဖြစ်ပေါ်နေပါတယ်။အေဂျီဟာစီးပွားရေးအရဒုက္ခရောက်နေပြီးအခုချိန်မှာဆင်းရဲသားတွေအတွင်ဖိအားခံစားနေရတာမဟုတ်ပါဘူး။ပြည်ရင်းငွေကြေးတန်ဖိုးဖြစ်တဲ့အေဂျစ်ဘော်ဟာမကြာသေးခင်နှစ်နှစ်အတွင်းမှာအချိန်ပေါင်းများစွာတန်ဖိုးကျဆင်းခဲ့ပါတယ်။ သူရဲ့တန်ဖိုးထောက်ဝက်ကျော်လောက်ကျဆင်းသွားခဲ့ပါတယ်။အကျိုးဆက်ကတော့တင်သွင်းတဲ့ကုန်ပစ္စည်းတွေအစားအသောက်လောင်စာဆီနဲ့ဈေးဝယ်တွေအောင်ဝယ်ဖို့တောင်ခက်ခဲလောက်အောင်ဈေးကြီးသွားခဲ့ပါတယ်။ဝယ်ကြေးဖောက်မှားမှုကလူတန်းစားအလွာအသေးသေးရဲ့လားစာတိုင်းကိုတိုက်စားနေပြီးတန်းနဲ့ချီတဲ့အင်ဂျင်လိုမျိုးတွေအတွက်နေစဉ်ဘောဟာအသက်ရှင်ရပ်တည်ရေးနဲ့ပေးဆပ်မှုကြောင့်ဟန်ချက်ညီအောင်ထိန်းချုပ်နေရတဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်။ဒါပါလို့ဖြစ်နေရတယ်လဲ။နေပေါင်းများစွာအင်ဂျင်အားကျွေးတွေအများကြီးယူခဲ့ပါတယ်။အခြေခံအစားအဥ်တွေတိစောက်စစ်တဲ့ရဲ့စီးပွားရေးမှာပါဝင်မှုအခန်းကဏ္ဍကိုချဲ့ထွင်ပြီးကြီးမားတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကို ဟောမျောဒီရန်ရင်လိုက်ရှာခဲ့ပါတယ်ဒါပေမဲ့ဒီတိုးတက်မှုကအများစုကိုချင်းဝင်နဲ့လည်းပတ်ခဲ့တာပါအခုဆိုရင်အီချင်းမှာပြင်ပအကျွေးမီဒေါ်လာဘီလီယံ160ကျော်ရှိနေပါတယ်အဓိကမွေးချေးရင်းမြစ်ဖြစ်တဲ့ခီးသွွားလုပ်ငန်းကလည်းပထမပန်တမစ်ဒန်ခံရပြီးတော့ကမ္ဘာလုံးဆိုင်ရာမငြိမ်မသက်မှုတွေကြောင့်ထိခိုက်ခဲ့ရတယ်ယူကရိန်းစစ်ပွဲကစားသောက်ကုန်စည်နှုန်းတွေကိုအဆမတန်မြင့်တက်စေတဲ့ကမ္ဘာအကြီးဆုံးဂျုံတင်သွင်းသူတွေကတူးဖြစ်တဲ့အီချင်းဟာရုပ်တရက်ပြက်လက်မှုတွေနဲ့ဈေးနှုန်းတွေမြင့်တက်လာမှုကိုရင်ဆိုင်ခဲ့ရတယ်ဒီရောက်မှာပိုနယ်ရှိုင်းတဲ့ပြဿနာတစ်ခုရှိပါသေးတယ် အစိုးရရဲ့စီးပွားရေးပုံစံမှာစစ်တပ်ကအဓိကလုပ်ငန်းခြေတွေကိုလွှမ်းမိုးထားတယ်ပုဂ္ဂလိကယင်းနှမြုံနယ်မှုတွေကိုဖယ်ထုတ်ခံရတယ်ထောက်ပံ့ခြေတွေကတင်ငင်ရေးအတွက်ရေးပါပေမဲ့အစိုးရဗန္ဒာရေးကိုခန်းချောင်းစေပါတယ် IF ကဒေါ်လာဘီလီယံပေါင်းများစွာကယ်တင်အစီအစဉ်နဲ့ထပ်မံဝင်ရောက်ကူညီခဲ့ပါတယ်ဒါပေမဲ့စီးကမ်းချက်တွေတဲမှာငွေကြေးကိုလွတ်လွတ်လပ်လပ်ဈေးကွက်ပေါက်ဈေးအတိုင်းချုပ်ကင်မှုရှော့ချတာအစိုးရဈေးရှော့ချတာနဲ့ပုဂ္ဂလိကကဏ္ဍပိုပါဝင်ခွင့်ပြုတာတွေပါဝင်ပါတယ်ဒါတွေကတခုမှလွယ်ကူတာမရှိသလိုနိုင်ငံရေးအရာအနေနဲ့လည်းရှိပါတယ် မကြာသေးမီနှစ်တည်းမှာဆန္ဒပြမှုတွေပေါ်ပေါက်ခဲ့ပြီးစိတ်ပြန့်အားငယ်မှုတွေကမြင့်တက်လာနေပါတယ်။တချိန်ကတည်ငြိမ်မှုရှိခဲ့တဲ့လူလက်ဒန်းစားတွေကလည်းအခုတော့ဖိအားကိုခံစားနေရပါတယ်။ဒါဆိုရင်အမှန်တရားကတော့ပါပဲ။အေဂျစ်ကတညာချင်းဘုံတိုင်းပြိုကျမဲ့နိုင်ငံတော့မဟုတ်ပါဘူး။ဒါပေမဲ့အတွင်းကနေတိတိလှိုက်စားပြက်စီးနေတာမျိုးပြ။နောက်ထပ်ထိခိုက်မှုတစ်ခုရေနံဈေးနှုန်းတက်တာမျိုးဒေသတွင်ပြည်ပခါဓမ္မမုတ်နိုင်ငံခြားအကူအညီပြတ်တောက်တာမျိုးဆိုရင်ဒီထိလွယ်ရှားလွယ်တဲ့ဟန်ချက်ကပြိုကွဲသွားနိုင်ပါတယ်။ပရမီတီအကြောင်းတင်းခဲ့တယ်လို့မျိုးအေဂျစ်ကရောတောက်ခံနိုင်ပါမလားဆိုတာအချင်းကပဲစကားပြောပါလိမ့်မယ်။ နံပါတ်3ဇမ်ဘီယာဂျင်းနီကဇမ်ဘီယာကိုဆယ်စုနှစ်ပေါင်းများစွာတိစောက်ပေးခဲ့တယ်ဆိုရင်တပ်ထုကစီးပွားရေးကိုအသက်သွင်းပေးခဲ့တယ်လို့ဆိုရမှာပါ။ကျောင်းနေလမ်းနေမြို့ကြီးတွေတောင်တိစောက်ပေးခဲ့တဲ့နေရာတွေပေါ့။ဒါပေမဲ့အခုတော့အဲ့အသက်သွင်းချော့ကပဲဒီနိုင်ငံကိုပြိုလဲမှုစီဆွဲခေါ်သွားနေပါတယ်။ပေါ်ပြီးနိနိကက်ကက်ကြည့်လိုက်ကြရအောင်။ဇမ်ဘီယာဟာကျွင်းတွင်နေကိုနေနေပါပြီ။ဒေါ်လာဘီလီယံ20ကျော်ရှိပြီးအများစုကနိုင်ငံခြားချင်းမွေရှင်တွေနဲ့တရုတ်အပါအဝင်ဖြစ်ပါတယ်။ကျင်းဒီစည်းနေကြပြီးကမ္ဘာစီးပွားရေးနှိမ့်ခွေတဲ့အခါဇမ်ဘီယာကမလိုက်နိုင်တော့ပါဘူး2020ခုနှစ် ပန်ဒမစ်ကာလအတွင်းကျွေးမိဒီဝါလီခံခဲ့ရတဲ့ပထမဆုံးအာဖရိကနိုင်ငံဖြစ်လာခဲ့ပြီးအကျိုးဆက်တွေအခုထိဖြစ်ပေါ်နေလုံးပါပဲ။ဆေးရုံတွေမှာဆေးဝါးတွေပြည့်လုံနေပါဖြစ်လာပါရင်အစွမ်းအဝင်နဲ့နေလာပေါင်းများစွာလာစားများတာတွေရှိလာသလိုသူ့ရဲ့မွေးကြေးဖြစ်တဲ့ဇမ်ဘီယာကွာချာဟာမကြာသေးခင်တနည်းအတွင်းမှာ30ခန်းလုံးကျော်တန်ဖိုးကျဆင်းသွားခဲ့ပါရင်မွေးကြေးဖောင်းပွားမှုကမိသားစုဘတ်ဂျက်တွေကိုထိခိုက်စေပြီးကျေးလက်ဒေသတွေမှာစားနပ်ရိက္ခာမလုံခြုံမှုတွေအနေအမြန်ပြန့်နေနေပါရင်ဇမ်ဘီယာရဲ့အခြေအတဲကိုပို့ပြီးအနေရရှိနေစေတာကဒီနိုင်ငံမှာတခြားရွေးချယ်စရာနေပါတာပါ။ ချင်းဒီကသူ့ရဲ့ပိုးကုံဝင်မွေးရဲ့80ခိုင်လုံးကျော်ရရှိသေးပါတယ်။ချင်းကြီးမမအမျိုးအစားခွဲခြားမှုရှိပေကဘာလုံးဆိုင်ရာဝယ်လိုအားကျဆင်းတာမျိုးဆိုရင်စီးပွားရေးတစ်ခုလုံးကိုဒူးထောက်သွားစေနိုင်ပါတယ်။အစိုးရကကျွေးမီပြန်လည်ဖွဲ့စည်းဖို့ဆွေးနွေးနေပေမဲ့ချင်းဝင်ရှင်တွေကသဘောမတူကြပါဘူး။ဒီချိန်လေးမှာပဲ IMF ကအကူအညီပေးခဲ့ပေမဲ့တခြားရုံးကန်နေရတဲ့နိုင်ငံတွေလိုပဲအဲ့ဒီအကူအညီကစီကန်းချက်တွေနဲ့လာပါတယ်။အစိုးရစီရှော့ချထောက်ပံ့ရေးတွေဖြတ်တောက်ပြီးဝင်ဝေးတွန်းမြှင့်ရပါမယ်။ ဒါတွေကဗန္နာရေးကိုတည်ငြိမ်စေနိုင်ပေမယ့်အထူးသဖြင့်အလုံးလက်မဲ့နှုံမြင့်တက်နေပြီးစာဝင်နေစိတ်တွေတက်နေတဲ့အချိန်မှာပြည်သူလူထုကိုခက်ခဲစေပါရင်ဇမ်ဘီယာမှာလားလေရှိပါရင်စိုက်ပျိုးရေးခီးသွားလုပ်ငန်းစိမ့်လန်းစွမ်းအင်အောင်ရှိပါရင်ဒါပေမဲ့အလားလာကဘေးဒီမဲကိုမပေးနိုင်ပါဘူးအထူးသဖြင့်အတိုးပေးချေမှုတွေကိုပေးရမယ့်အချိန်မှာစီးပွားရေးကိုမတည်ငြိမ်တဲ့ပို့ကုန်တစ်ခုတည်းနဲ့ချိန်ဆောင်ထားတဲ့အခါမျိုးပါပေါ့ဒါဆိုပါရင်ဆက်ဖြစ်မလဲကျွေးမိသဘောတူညီချက်ကပြန်လည်နလန်ထူဖို့လမ်းကြောင်းကိုဖော်ဆောင်ပေးနိုင်မလားဒါမှမဟုတ်ထက်မှန်ကြမ်းကြာမှုတွေဖိအားတွေနဲ့မတည်မငြိမ်မှုတွေကဇမ်ဘီယာကိုပိုနေရှိုင်းတဲ့အကြက်တဲစီဥတီစေမလား ဘာလဲဆိုတော့တန်ရန်စာတာတစ်ခုလေးပေါ်မှာအခြေခံထားတဲ့နိုင်ငံတွေအတွက်ပြိုလဲမှုကအမြဲတမ်းမင်းမြန်ဆန်ဆန်နဲ့မလာပါဘူး။ဒီကလေးမှာတိတိဆိတ်ဆိတ်ဝင်လာပြီးတနေ့ကျတော့ပြည်လဲရက်တီဖို့ဘာမှမရှိတာမျိုးဖြစ်သွားကြပါရင်နံပါတ်2အန်ဂိုလာအဝေးကကြည့်ရင်အန်ဂိုလာဟာသူ့ရဲ့ရေနံကျွေးဝမှုတွေရဲ့လှေမြန်တဲ့မျိုးပြတိုးတက်မှုတွေနဲ့စိတ်လုံရှားစရာကောင်းပါရင်လွမ်းနာမျိုးကမွေးမြော်တိုက်တွေရဲ့ပြောင်းမျိုးနေတဲ့လမ်းတွေတွေကတနိုင်ငံလုံးကိုဖျန့်ကျက်နေပါရင်ဒါပေမဲ့ပို့ပြီးတော့နီနီကကဲကြည့်လိုက်ရင်တော့အကွဲအချောင်းတွေစတင်ပေါ်ပေါက်လာပါတော့ရင်အန်ဂိုလာရဲ့စီးပွားရေးကရေနံအပေါ်အများကြီးမိခိုးနေရပါရင် ရေနံကသူ့ရဲ့ပိုးကုံရဲ့90ရာနှုန်းနီးပါးကိုပံ့ပိုးပေးပြီးအစိုးရဝင်ဝင်ရဲ့35ရာနှုန်းကျော်ကိုရရှိစေပါတယ်။ရေနံစေးကြဆင်းတာဒါမှမဟုတ်ထုတ်လုပ်မှုရောကျသွားတာမျိုးမှဆိုရင်အများပြည်သူဝန်ဆောင်မှုတွေကနေနေစဉ်ပေါ်အထိအရာရာကိုထိခိုက်စေပါလိမ့်မယ်။အန်ဂိုလာနိုင်ငံရဲ့ကွမ်စာမွေကြီးကမကြာသေးခင်နှစ်တည်းမှာတံမိုးတိတိတလာကြဆင်းသွားပြီးမွေကြီးဖောင်းပွားမှုကိုဖြစ်စေကအခြေခံကုန်ပစ္စည်းတွေကိုဝယ်ယူဖို့ပိုခတ်ခဲ့စေပါတယ်။တချိန်တည်းမှာပဲအလုံးလက်မဲ့နှုန်းကမြန်မာနေပြီးအထူးသဖြင့်လူငယ်တွေကြားမှာဖြစ်ပါတယ်။ကျွေးမိကလည်းကြီးမားတဲ့အရေးတစ်ခုလိုလွှမ်းမိုးနေပါတယ်။ အန်ဂိုလာရဲ့နိုင်ငံခြားကျွေးမိကဒေါ်လာဘီလီယံ60နီးပါးရှိနေပြီးအများစုကရေနံစီကားချိန်တုန်းမှစုဆောင်းခဲ့တာပါအခုရေနံစီမတိမငြိမ်ဖြစ်ပြီးကမ္ဘာလုံးဆိုင်ရာချင်းမွေရှင်တွေကသတိထားနေချိန်မှာဒီနိုင်ငံကပြန်ဆက်ဖို့နဲ့စီးပွားရေးလိုအပ်ချက်တွေကိုဟန်ချက်ညီအောင်ထိမ့်ဖို့ရုန်းကန်နေရပါတယ်အစိုးရကပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ကြိုးစားနေသေးပါထောက်ပံ့ခြေတွေဖြတ်တော့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဆွဲဆောင်ပြီးစီးပွားရေးကိုအမျိုးအစားခွဲခြားဖို့ကြိုးစားနေပါတယ်ဒါပေမဲ့တိုးတက်မှုကနှေးကွေးပါတယ်နိုင်ငံရေးတင်းမာမှုတွေကလည်းရှိနေပြီး အဂရီလိုင်းစားမှုဆူဆွဲချက်တွေကလုံခြုံမှုကိုဆက်လက်ထိခိုက်နေပါတယ်။ဒါဆိုရင်ရေနံဝင်ဝေထက်ချလာရင်ဘာဖြစ်မလဲ။ပေါ်မိုတီညင်းပြီးအမျိုးအစားစုံနဲ့စီဝါရေးမရှိပဲဆိုရင်အန်ဂိုလာတိုးတက်မှုကနေရပ်တန့်မှုရပ်တန့်မှုကနေအချက်တဲစီကိုချော်လဲသွားနိုင်တဲ့အခြေအနေရှိပါတယ်။တောက်ပါတဲ့အပေါ်ရန်အောက်မှာအန်ဂိုလာဟာကျိုးရန်ပေါ်လမ်းလျှောက်နေတယ်လို့ပါပဲ။မေးချာရှိရကဟန်ချက်ညီမှုကဘလောက်ကြာကြာမတင်းဆောင်ဝင်ရှိနေမလဲဆိုတာပါပဲ။နံပါတ်1အီသီယိုးပီးယားအဝေးကကြည့်ရင်အီသီယိုးပီးယားဟာအာဖရိကမှာထွန်းကားလာတဲ့ကျယ်ပွင့်တစ်ဝက်လို့ပါပဲ။လင်းမြန်စွာတိုးတက်နေတဲ့မျိုးကြီးတွေ ကြီးမားတဲ့အခြေခံအဆောက်အဦနဲ့စီမံကိန်းတွေနဲ့ငယ်ငယ်ပြီးတက်ကြွတဲ့လူကြီးဒါပေမဲ့ပို့ပြီးတော့နိနိကက်ကက်ကြီးလိုက်ရင်တော့ပုံစံကပို့ပြီးထီးလွယ်ရှလွယ်ဖြစ်နေပါတယ်။အီသီယိုးပီးယားရဲ့စီးပွားရေးကစိုက်ပျိုးရေးပေါ်အများကြီးမိခိုနေပါတယ်။စိုက်ပျိုးရေးကအလုံသမားရဲ့80ခိုင်နှုန်းနီးပါးကိုအလုပ်ပေးချပါတယ်။ဒါပေမဲ့မိုးခေါင်မှုတွေနဲ့ရာသီဥတုဖောက်ပြန်မှုတွေကြောင့်တင်းတန်တွေပြန့်စည်းခဲ့ပြီးတန်းနဲ့ချီတဲ့လူတွေကိုစားနေရိတ်ခါမလုံးကြုံမှုစီတွန်းပို့နေပါတယ်။ဒါ့အပြင်မြောက်ပိုင်းတီဂရိတ်ဒေသမှာပဏိပခတွေပုံမပြင်းထန်လာပြီးအိမ်နီးချင်းဒေသတွေစီပါပြန့်နှံ့လာပါတယ်။ လူသားချင်းစာနာထောက်ထားဖို့အကြက်တဲတွေနဲ့မကြင်ကြင်မှုတွေကဒိုးလာနေပါရင်ဧသီယိုးပီးယားပီတာမွေချင်းဟာအကြီးကျယ်ကြာဆင်းသွားပြီးမွေချင်းဖောင်းပွားမှုကို30အလုံးကျော်မြင့်တက်စေပါရင် လောင်စာစီပေါမုံးနဲ့ဈေးဝရီရဲ့ဈေးနှုန်းကလည်းဆက်လက်တက်နေပြီးအရင်ကတည်းကကြက်တဲနေတဲ့အိမ်တောင်စုပဲချက်တွေကိုပြိုလဲလုနေပါဖြစ်စေပါရင်အစိုးရကျွေးမိကဒေါ်လာဘီလီယံ90ကျော်အထိဒိုးလာပြီးအများစုက Green ETBN Renaissance Dan လိုမျိုးကြီးမားတဲ့အခြေခံအဆောက်အဦစီမံကိန်းတွေအတွက်ခြေယူခဲ့တာပါ ဒီလိုစီမံကိန်းတွေကအနာဂတ်တိုးတက်မှုကိုကတိပေးထားပေမဲ့နိုင်ငံရဲ့မွေကြေးထိခိုက်လွယ်မှုကိုလည်းပုံမမြင့်တက်စေခဲ့ပါတယ်။နိုင်ငံရေးမီယာမှုတွေဆက်လက်ရှိနေတာကြောင့်နိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေအဖို့ခြေုံချတုံဖြစ်နေပြီးနိုင်ငံကာအကူအညီတွေကလည်းတည်ယူပို့ဆောင်ရင်းနဲ့လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။လူငယ်တွေကြားမှာအလုံးလက်မဲ့နှုန်းက25ရာခိုင်နှုန်းရှိနေပြီးပြည်သူလူထုရဲ့မကျေနပ်မှုတွေကလည်းမြင့်တက်လာနေပါတယ်။ဒေသများစွာမှာဆန္ဒပြမှုတွေနဲ့မငြိမ်မသက်မှုတွေပေါ်ပေါက်လာနေပါတယ်။တစ်ချိန်တစ်ခါကအငတ်ဘေးဆိုက်ခဲ့မှုတွေအီသီယိုးပီးယားဟာဒီတစ်ခေါက်မှရောကြော်ဖြတ်နိုင်အောင်ပါလား။ ။ဒီဘက်မှာလည်းဒီလိုစီးပွားရေးဖိအားတွေနိုင်ငံရေးမငြိမ်သက်မှုတွေနဲ့လူသားချင်းစာနာထောက်ထားမှုအကျင့်တဲတွေပေါင်းစပ်ထားတာကသူကုန်ကန်ဆိုးစီတွန်းပို့သွားနိုင်ပါတယ်။တွတ်တက်မှုရဲ့အပေါ်ရဲ့မျက်နှာပြင်အောက်မှာနိုင်ငံတစ်ခုကပုံစံမျိုးစုံနဲ့အကျင့်တဲတွေကိုရင်ဆိုင်နေရပါတယ်။တစ်ခုနဲ့တစ်ခုဆက်ဆက်နေပြီးပြန်လည်နလန်ထူဖို့ကိုပို့ပြီးတော့ခက်ခဲစေပါတယ်။နောက်ထပ်ထိခိုက်မှုတစ်ခုဖြစ်လာခဲ့ရင်မိုးခေါင်တာပဲဖြစ်ဖြစ်ပဏိပခါပဲဖြစ်ဖြစ်ဒါမှမဟုတ်စီးပွားရေးဖိအားပဲဖြစ်ဖြစ်ဟန်ချက်ညီမှုကပြိုလဲသွားပြီးအီသီယိုးပီးယားကိုပုံမှန်နဲ့ဆိုင်တဲ့အကြက်တဲတွေနဲ့ထွန်းပို့နိုင်ပါတယ် အမန်ဒီယားကရှင်းပါတယ်ဒီနိုင်ငံဆင်နိုင်ငံဟာအရင်ရှိတဲ့လမ်းကြောင်းပေါ်ရှောင်လန်းနေကြရပါတယ်သူကြီးပဲလားဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့လည်းတူပါပဲဗျာကဲဒီနေ့တင်ဆက်မှုကဒီလောက်ပါပဲဒီလောက်နဲ့ပဲနားပါရစေအဆုံးထိကြည့်ယူပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ